ချဲစီနိပြမာရက်စကာကအာဇင်နယ်နဲ့ပွဲမှာကိုင်စီတိုအနီကပ်ပြန်ခံရတာထိုက်တန်ပေမဲ့ဒိုင်နွေရဲ့ဆုံးဖြတ်ချက်ကတတမတ်တည်းမရှိဘူးလို့ပြောကြားခဲ့ပါတယ်။တနင်္ဂနွေနေ့ကရှင်ပြိုင်ကစားခဲ့တဲ့ချဲစီနဲ့အာဇင်နယ်အသင်းတို့တကူးစီသင်ရကြခဲ့တဲ့လန်ဒန်ဒါဘီပွဲမှာချဲစီကွင်းလယ်ခန်းစစ်ကစားသမားကိုင်စီတိုဟာပွဲချိန်38မိနစ်မှာအာဇင်နယ်တိုက်စစ်ကစားသမားမယ်ရီနိုကိုကြမ်းတမ်းစွာဖျက်ထုတ်ခဲ့တာကြောင့်တိုက်ရိုက်အနီကပ်နဲ့ထုတ်ပယ်ခံခဲ့ရတာပါ။ ဒီအနီကပ်ပြစ်ဒဏ်ကိုပြင်းထန်လွန်းနယ်လို့ယူဆသူတချို့ရှိခဲ့ပေမဲ့မော်ရက်စကာကတော့ပြတဲ့နယ်လို့လက်ခံခဲ့ပါတယ်။ဒါပေမဲ့ချာလိုပါကိုတရောင်နဲ့တုတ်ခဲ့တဲ့ဟင်ကာပေထုတ်ပယ်မခံရတာနဲ့စပါနယ်ပွဲမှာရေးစတင်းကိုဖျက်ထုတ်ခဲ့တဲ့ဗန်ဒန်ကအဝါကတ်သာပြတ်သားခံခဲ့ရတာတွေအတွက်မေးခွန်းထုတ်ခဲ့ပါတယ်။ကာစီနိုရဲ့အနီကပ်အကြောင်းကျွန်တော်ကိုမေးကြပါတယ်။ဒါအနီကပ်ပါဒါပေမဲ့စပါနဲ့အဝေးကွင်းပွဲမှာရေးချင်းစ်ကိုဗန်ဒန်ကဖျက်ထုတ်တာဘာကြောင့်အနီကပ်မပြတာလဲ။ လေပြတွေအနေနဲ့ဒိုင်လူကြီးတွေရဲ့မတူညီတဲ့ဆုံးဖြတ်ချက်တွေကိုနားလည်နိုင်ဖို့ရုန်းကန်နေရပါတယ်။ပြီးတော့ခြားလိုပါဖြစ်ရဲ့အတွက်ဒိုင်လူကြီးကိုကျွန်တော်မိခဲ့ပါတယ်။သူကဒါဟာတရောင်နဲ့တွတ်တာမဟုတ်ဘူးလို့ဆိုပါတယ်။တိုင်းတွေကကွဲပြားခြားနားတဲ့ဆုံးဖြတ်ချက်တွေချမှတ်နေကြပါတယ်လို့မာရက်စကာကပြောပါတယ်။အာတေတာကတော့ချက်စီကစားသမားတွေဟာကိုက်စီတိုထုတ်ပယ်ခံရပြီးတဲ့နောက်မှာအာဆင်နယ်ကစားသမားတွေလည်းအနီကပ်ပြခံရဖို့ပြတ်မှတ်ထားကြိုးပမ်းခဲ့ကြတယ်လို့သုံးသပ်ပြောကြားခဲ့ပါတယ်။